မိဘပြည်သူများခင်ဗျာမိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်းပဲဒီနေ့ဒီသတ်သမကြီးမိုးလေ7:52မိနစ်ခန့်မှာဒီဂျီရောကောင်စီနေပြီးမန္တလေးတိုင်းစကားတိုင်းဒေသကြီးတချို့ဒေသတွေမှာဒီလေလှုပ်ခတ်မှုဖြစ်ခဲ့ပါတယ်ဖြစ်ွားတဲ့နေရာတော့မန္တလေးမြို့ရဲ့အရှိမြောက်ပဲ20ကီလိုမီတာခန့်အကွာမှာဘိုဟိုပြုတ်ပြီးတော့မြေအောက်10ကီလိုမီတာအနက်မှာလှုပ်တယ်လို့ကျွန်တော်သိရပါတယ် လုပ်တဲ့အဆင့်ကတော့ register scale 0.89 scale ရှိကြောင်းအဆင့်ရှိကြောင်းဒီအဲ့ဒီငလျာအလုံးပြင်းထန်တဲ့ငလျာတစ်ခုဖြစ်ကြောင်းလည်းကျွန်တော်သိရှိရပါတယ်။နောက်ဆက်တဲ့ငလျာများလည်းဆက်တဲ့လျှောက်ချခဲ့တာရှိပါတယ်။ဒီလျှောက်ချမှုကြောင့်ဖြစ်ခဲ့ပျက်စီးမှုဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြီးတော့မှာတော့ပျက်စီးမှုများပြားပါတယ်။လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပို့တယ်။တရင်ပို့တဲ့တရင်ပို့ကြည့်ရတော့နေပြီးတော့ကောက်စီနေမြို့မှာ ကုသေး6ရောက်စကိုင်းမြို့ပါ78ရောက်ကြောက်ဆယ်ပါ30ရောက်စုစုပေါင်း134ရောက်တေဆုံကျောင်းနဲ့ဒါအရတော့ဒီပြီးတော့ကောင်းစီနေမြို့ပဲ132ရောက်စကိုင်းမြို့ပါ300ရောက်နဲ့ကြောက်ဆယ်မြို့ပါတော့စီစီဆယ်အလုံးပေါင်း932ရောက်ဒါအရရှိတယ်လို့ကျွန်တော်သိရပါတယ်တေဆုံမှုနဲ့ဒါအရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ် တချို့နေရာတွေမှာလည်းတိုက်တွေပြိုကျတဲ့အကြောင်းဒီတိုက်တွေကိုလည်းပြန်ပြီးတော့မှဆက်တည်းလုံငန်းတွေကျွန်တော်လုပ်နေဆက်ဖြစ်ပါကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါဘူးဒီလိုမိဘပြည်သူများအနေနဲ့လည်းဒီငလင်းတဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလင်းအန္တရာယ်ကိုငလင်းတန်းကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကအကျေပြတ်စာလုပ်ဖို့ရှိတဲ့အကြောင်းတက်နေတဲ့ဝါဝင်ကူညီပေးဖို့ကျွန်တော်တို့မြေတားရက်ခတ်လုပ်ပါတယ်ကျွန်တော်အနေနဲ့လည်း ဖြစ်ပေါ်တာဒီသာအားလုံးနဲ့ရေးပေါ်အခြေအနေကြီးရထားပြီးတော့ပြည်မအကူအညီများပေးနိုင်ပေးနိုင်မှုတွေအခုလက်မှတ်ထားပြီးဖြစ်ပါတယ်။မကြသေးခင်ကပဲအာဟာစင်တာနေပြီးတော့လက်ပြန်ပါရေးပေါ်ကိစ္စပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယနိုင်ငံလည်းလက်ပြန်ပါကိစ္စကိစ္စပစ္စည်းပို့ဖို့ကာလနာနာရှိတယ်လို့ထားတယ်။ခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။ကျွန်တော်မြေပြည်နိုင်ငံမြေပြည်အခွင့်အရေးမဆိုမြန်မာနိုင်ငံပြည်မှာရှိတဲ့ရရှိလို့ ရပ်ပြည်သူပြည်သူများမဆိုနော်ကုညီနိုင်ဖို့ကျွန်တော်ဖိတ်ကြားလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်